2389ခုနှစ်အတွက်စနေသားသမီးရဲ့တနစ်စာနှစ်သစ်ဒိုဟော့စတန်ကြီးကိုဟောကြားပေးသွားမှာဖြစ်ပါတယ်။ အဲ့တော့စနေသားသမီးတွေအတွက်ဒီနှစ်အတွက်ဆိုရင်လုပ်ငန်းကိစ္စတွေစီးပွားရေးကဏ္ဍဝယ်ကြီးချောင်းဝါလေးတွေလူမှုရေးရအစမနော်။နောက်အိမ်နှွေးအိမ်နောက်ရေးမြစ်တာရေးကဏ္ဍလေးတွေကျန်းမာရေးချောင်းဝါလေးတွေပေါ့နော်။နောက်ပညာရေးနဲ့ပတ်သက်တာနိုင်ငံခြားကံလေးတွေနဲ့အတူဆောင်ရွက်ရှောင်ရွက်လေးတွေနဲ့ပြုလုပ်ရမယ့်ရည်ရွယ်လေးတွေကိုတခုချင်းဆံမအနေနဲ့ပြောပြပေးသွားမှာဖြစ်ပါတယ်။အဲ့တော့ဒီနှစ်အတွက်စနေသားသမီးတွေရဲ့ကံစာတာလေးကိုကြည့်လိုက်တဲ့အခါမှာကံကောင်းလားဆိုးလားပေါ့နော်။ဒီနှစ်အတွက်စနေသား ားသမီးတွေအဲ့တော့စနေသားသမီးတွေကကံကောင်းတဲ့အထက်မှာဒီနှစ်ပါပါတယ်ဒီနှစ်အတွက်စနေသားသမီးတွေကကံကောင်းနေပါလိမ့်မယ်ဒါပေမဲ့စနေသားသမီးတွေအကုန်လုံးအတွက်ကိုတော့မဆိုလိုဘူးပေါ့နော်အဲ့တော့နေအဲမိမိတို့ရဲ့စနေသားတွေပေါ့နော်မိမိတို့ရဲ့အသက်အပိုင်းခြားမှာတက်ရောက်ကံကြမှာဆိုတာရှိတယ်ပေါ့နော်အဲ့တော့တရားနဲ့တရားကတော့တက်ရောက် ကန်ချမိုင်းမတူကြဘူးပေါ့အဲ့တော့ဒီလက်ရှိမှာဒီ2000အဲဒီပြောမယ်ဆိုရင်2025389ခုနှစ်မှာဆိုရင်စနေသားသမီးလေးတွေရာကန်စရာတက်တဲ့အပိုင်းလေးတွေရာတော့ရှိရဲဒါပေမဲ့မိမိတို့ရဲ့တက်ရောက်တိုင်းဒီမှာမိမိတို့ရဲ့မွေးနိုင်เนาะတိုင်းတက်ရောက်တိုင်းအောက်ကျနေတဲ့သူတွေနေပြမိနေတဲ့သူတွေ ဘုံမိကြနေတဲ့သူတွေလက်ရှိဒီနှစ်မှာဘုံမိကြနေတဲ့သူတွေအတွက်ကတော့အညာမိုင်းလေးကြရောက်มาဖြစ်ပါတယ်အဲ့တော့မိမိတို့ရဲ့တက်ရောက်တိုင်းပေါ်မှာရှိနေတဲ့သူတွေပေါ့เนาะဒါအာအသင့်တင့်ကောင်းနေတဲ့သူတွေကတော့เนาะအဆင်ပြေမဲ့အထဲမှာပါပါတယ်စနေသားသမီးဒါဒီလက်ရှိ hostel ရတော့အကုန်လုံးတော့တပြင်းကြီးမဟုတ်ပေမဲ့တချို့အတွက်ကတော့အနေငယ်အညာမိုင်းလေးရှိနေသလိုဟောစနေသားသမီးတွေတော်တော်များများအတွက်ကကံကောင်းချင်းနေအဲလဲရှိလာလိမ့်မယ်เนาะကံကောင်းမှုတွေလည်း အဲဖြစ်ပေါ်လာနိုင်မယ်တချို့ကန္နာညံ့တဲ့သူတွေအတွက်ကတော့အနိုင်ပိုင်းလေးတွေရှိနေလိမ့်မယ်ပေါ့နော်အဲ့တော့ဒီနေ့မှအဆိုးအကောင်းတွေပေါ့အကုန်လုံးစင်မပြက်ပြက်ပေးသွားမှာဖြစ်ပါတယ် အရင်ဆုံးအနေနဲ့လုပ်ငန်းစီးပွားပိုင်းတွေကိုစတင်ပြီးတော့ဆင်မပြပြပေးသွားမှာဖြစ်ပါတယ်။အဲ့တော့စနေသားသမီးတွေရဲ့လုပ်ငန်းစီးပွားပိုင်းလေးတွေကိုကြည့်လိုက်တဲ့အခါမှာလုပ်ငန်းစီးပွားပိုင်းနဲ့ပတ်သက်ပြီးတော့လက်ရှိအနေထားတဲ့တိုးတက်လာတာမျိုးတွေတော့ရှိမယ်။လက်ရှိအနေထားကနေပြီးတော့တိုးတက်ပြောင်းလဲလာတာမျိုးတွေတော့ရှိမယ်။နာမည်အကောင်ရမယ်၊လူထင်ကြီးချင်းခံရမယ်၊ဖုန်းကံမြင်မှမယ်။နော်နာမည်ကုန်သင်းတွေအကျော်စောမယ်ပေါ့။ နော်လုပ်ငန်းအသင်းလုပ်ငန်းလုပ်တဲ့နေရာမှာတတိထားအသင်းနဲ့နော်ဒါအချောင်းဝအလေးလေပေါ်လာလိမ့်မယ်လောဘကြီးလို့မရဘူးအတွေးမှားလို့မရဘူးနော်အဲ့တော့အတွေးမှားပြီးတော့အာဒီပြုလုပ်တာမျိုးဖြစ်လန်းလိုက်တာမျိုးတွေဆိုဆုံးရှုံးမှုကြီးစေတတ်ပါတဲ့တဲ့နော်အဲ့တော့လောဘကြီးလို့မရဘူးအတွေးမှားလို့မရပါဘူးတဲ့အဲ့တော့စီးပွားရေးမှာအခွင့်အလမ်းကောင်းတွေပေါ်လာလိမ့်မယ်အခွင့်အလမ်းတစ်တွေပေါ်လာလိမ့်မယ်ဝင်ငွေလမ်းကြောင်းလေးတွေပေါ်လာလိမ့်မယ်ပေါ့နော်လုပ်ငန်းတစ်တွေလောဝတတ်တဲ့စိတ်ကူးအကျဉာဏ်တွေအကောင့်တွေဖော်လို့ရတယ်အဲ့ ငါဒီနေ့မှာဘာလေးတွဲလောက်ချင်အဆင်ပြေမလဲဘာလုပ်ငန်းလေးလုပ်လိုက်ချင်အဆင်ပြေမလဲမသိဘူးဒီလုပ်ငန်းလေးလုပ်လိုက်ချင်ငါအဆင်ပြေမလားမသိဘူးလို့တွေးလာတဲ့အကြံစီတစ်တည်းအကောင့်နဲ့စဖော်လိုက်နော်အဆင်ပြေလိမ့်မယ်တဲ့အောင်မြင်လိမ့်မယ်လို့ပေါ်တယ်နော် ပေါ်ပေါက်လာတဲ့အခွင့်အရေးကိုလက်တွေ့အကောင်နဲ့ပေါ်ပြီးပေါ်ခြင်းဖြင့်အကျိုးအမြတ်ရရှိမယ်เนาะအဆင်ပြေလိမ့်မယ်တဲ့မိကောင်းဆွေကောင်းဆရာကောင်းသမားကောင်းတွေရဲ့အထောက်ပံ့အကူအညီနဲ့ရရှိမယ်လူမျိုးခြားတွေရဲ့အကူအညီထောက်ပံ့ကိုရရှိမယ်ဘာပဲလုပ်လို့ပြိုင်ဆိုင်မှုတွေမနာလိုမှုတွေကဲ့ရဲ့မှုတွေကြုံတွေ့ရမယ်လုပ်ငန်းနဲ့ပတ်သက်ပြီးတော့စိတ်ပင်ပန်းမှုတွေလည်းကြုံတွေ့ရလိမ့်မယ်ပေါ့เนาะစီပိုင်းစီးပွားပြိုင်ဘက် လုပ်ငန်းပြိုင်မဲ့လေးတွေများနေလိမ့်မယ်တဲ့เนาะအဲ့လိုမျိုးအဲ့တော့အနောက်ရှက်လေးတွေနိုင်ငံကြုံတွေ့ရတတ်ပါတယ်တဲ့ဆက်တူရှယ်ယာလုပ်ငန်းလေးတွေစိတ်သဘောထားကွဲလဲမှုတွေရှိမယ်နော်အရောင်းဝယ်လုပ်ငန်းလုပ်နေတဲ့သူတွေရောင်းဝါကောင်းမယ်ရောင်းဝါတက်မယ်အမြန်ဆုံးနေလဲရရှိမယ်ပေါ့နော်အဲ့လိုမျိုးအဲ့တော့ခရီးသည်ပေါ်လိုက်ရောင်းဝယ်လုပ်ရှင်ပို့ပြီးတော့အဆင်ပြေလိမ့်မယ်ဒီနေ့အတွင်းမှာလုပ်ငန်းစီးပွားတွေစတင်လုပ်ကင်တဲ့သူတွေနော်လုပ်ငန်းသစ်စတင်ပြီးလုပ်မယ်ဆိုရင်ပေါ့ဘလို့လုပ်ငန်းနေနဲ့ဂျိုးပေးမလဲနော်ကြီးလိုက်တဲ့အခါမှာ အင်္ဂါနံနဲ့ပတ်သက်တဲ့လုပ်ငန်း၊နော်စနေနံနဲ့ပတ်သက်တဲ့လုပ်ငန်း၊တောက်ကြံနံနဲ့ပတ်သက်တဲ့လုပ်ငန်း၊ကြာတာပရိနံနဲ့ပတ်သက်တဲ့လုပ်ငန်းတွေအကျိုးပြုပါတယ်နော်။အဲ့တော့အင်္ဂါနယ်လုပ်ငန်းတွေဖြစ်တဲ့စားတောက်ကုန်လုပ်ငန်းတွေစတိုးဆိုင်လုပ်ငန်းဆန်စီဆေးဆက်ပစ္စည်းနဲ့ပတ်သက်တဲ့လုပ်ငန်းတွေပေါ့နော်နောက်တဲ့စနေနယ်တွေဖြစ်တဲ့အထည်လုပ်ငန်းတွေဓာတ်ဆီဒီဇယ်ထမင်းဆိုင်ထီဆိုင်နိုင်ငံခြားနဲ့ဖက်ဆက်လုပ်ငန်းတွေပေါ့နော်ဤပညာနဲ့ဤပညာရဲ့ဘိုင်းတွေပေါ့အဲ့ဒါလေးတွေအကျိုးပြုတယ် ်နောက်ထပ်တုတ်တန်တဲ့လုပ်ငန်းဟိုတယ်နဲ့ခီးသွားလာရေးလုပ်ငန်းတည်တည်လုပ်ငန်းတွေအကျိုးပြုတယ်အာနောက်ပြီးတော့ပွဲရုံလုပ်ငန်းတွေပွဲစားလုပ်ငန်းတွေတက်ပညာဉာဏ်ပညာနဲ့လုပ်တဲ့လုပ်ငန်းတွေပေါ့နော်နောက်ပြီးတော့ဒီမွေးမြူရေးနဲ့ပတ်သက်တဲ့လုပ်ငန်းပညာရေးနဲ့ပတ်သက်တဲ့လုပ်ငန်းပညာရေးနဲ့ပတ်သက်တဲ့လုပ်ငန်းပန်းလုပ်ငန်းမုန့်လုပ်ငန်းပဲလုပ်ငန်းတွေအဲ့ဒီလုပ်ငန်းတွေအကျိုးပြုရတော့အဲ့ဒီလုပ်ငန်းတွေနဲ့စီးပွားရေးတွဲလို့ နော်စတင်ပြီးတော့လုပ်မယ်ဆိုအဲ့လုပ်ငန်းတွေလုပ်လို့ရတယ်ပေါ့နော်ဒီထက်ကမှကိုဝါသနာပါတဲ့လုပ်ကိုတွဲလို့ဟိုလုပ်ပေါ့နော်အခုဆရာမပြောတဲ့အထက်မှာကိုဘာဝါသနာပါလဲဝါသနာပါတဲ့လုပ်ကိုလုပ်ပါအောင်မြင်နိုင်မယ်အဆင်ပြေနိုင်မယ်ထောက်ပံ့အကူအညီပေးမယ်သူတွေပေါ်လာနိုင်မယ်နော်စင်တန်းရှိသူတွေလူမျိုးခြားတွေရဲ့အကူအညီထောက်ပံ့ကောင်းနေတယ်ရရှိလာမှာဖြစ်ပါတယ်အဲ့တော့ဒီနေ့ပိုင်းထဲမှာလည်းပေါ့နော်ဒါရဝေး အာရဝဲမှာဆက်သွယ်ကောင်းတွေရရှိမယ်ရဝဲခီးပေါ်တာမျိုးလေးတွေတော့ရှိမယ်ပေါ့နော်အာကောင်းမှုကုသိုလ်လေးတွေလူထာနာလေးလည်းပြုအားကန်ရှိတယ်အလူမင်္ဂလာပြုအားလိမ့်မယ်အလူတန်းတော်လည်းကောင်းမင်္ဂလာတော်လည်းကောင်းပြုအားလိမ့်မယ်မိမိရဲ့မိသားစုအတိုင်းအဝိုင်းကိုလည်းအကူအညီထောက်ပံ့ပေးနေရမျိုးတွေကြုံတွေ့ရလိမ့်မယ်နော် နောက်ပြီးတော့ဒီနေ့ပိုင်းထဲမှာပေါ့เนาะဒါမိမိတို့ကမိမိအိမ်မှာပေါ့အဖို့တန်ပစ္စည်းတွေလည်းဝင်လာတာမျိုးတွေတော့ရှိရဲ့ပေါ့เนาะအဲ့အဖို့တန်ပစ္စည်းဝင်မယ်အဲနောက်ပြီးတော့ဒီ pre book ပစ္စည်းเนาะနာမည်တော်တော့ကအမွေတော်တော့ကောင်းရရှိတာမျိုးစက်ပစ္စည်းဝင်တာမျိုးနော်ခဏပြတော့သူတန်တိဝင်နာမျိုးအိမ်ပြင်နာတို့အိမ်တိဝင်နာတို့အိမ်တိဆောက်ရတာမျိုးအဲ့လိုမျိုးတွေတော့ရှိမယ်ပေါ့နော်အဝင်လာတက်တာပေါ့ဒီနေ့ပိုင်းထဲမှာအဲ့တော့ဝင်နှန်း လုပ်နေတဲ့သူတွေပေါ့နော်ဝန်ထမ်းလုပ်နေတဲ့သူတွေအဲ့တော့မမိရဲ့လုပ်ငန်းမှာယာရုအဆင့်ဝင်ငွေအဆင့်လားစာအဆင့်တိုးတက်တာမျိုးတွေရှိမယ်ဆိုတော့ဝန်ထမ်းဆိုတင်တဲ့တယောက်ကိန်းတွေရှိရဲပေါ့နော်လုပ်ငန်းခွင်မှာမနာလိုမှုရှင်ပြိုင်မှုတွေများမယ်လူရောစိတ်ပါပင်မဲမယ်အပြောင်းလဲကိစ္စတွေပေါ်မယ်ပေါ့နော်ကိုယ်အထက်လူကြီးအပြောင်းလဲတော့လောက်အောင်မမိကိုယ်တိုင်းတော့လောက်အောင်အပြောင်းရွှေ့အပြောင်းလဲကိစ္စတွေပေါ်လာနိုင်တယ်ပေါ့နော်အဲ့ဒါကလို့ပြောင်းလဲမယ်ဆိုရင်ဆီမအဆင့်ပြေနိုင်တာဆိုတော့ပြေနဲ့ပြေလည်နိုင်တဲ့နှစ်ပေါ့အဲ့တော့ဒီပုဂ္ဂလိကဝန်ထမ်းတွေဆိုရင်လည်းပဲ အာအလုပ်ပြောင်းချင်တဲ့ဒီကုမ္ပဏီကနေတခြားကုမ္ပဏီကိုပြောင်းချင်တဲ့ဒီလောက်ကနေတခြားလောက်ကိုပြောင်းချင်တယ်ဆိုတော့တစ်ဖက်ကသေချာ confirm ဖြစ်ပြီးအဲသေချာပြီဆိုမှအပြောင်းလဲလုပ်ပေးပါအလုပ်ထွက်ပြီးတော့ရှာမယ်ဆိုရင်အနေနဲ့အချိန်ကြီးနေစောင့်ဆိုင်းရတာကြန့်ကြာတာမျိုးတွေပေါ်လာနိုင်တာပေါ့နော်အဲ့လိုမျိုးတွေတော့ရှိတယ် ဲ့တော့လုပ်ငန်းစည်းပွားပိုင်းနေပေါ့နော်ဒါပြုလုပ်တဲ့နေရာမှာဝန်ထမ်းနေဆိုရင်လည်းတစ်ဖက်တစ်လမ်းနေပြီးတော့ကိုယ်ပိုင်လုပ်ငန်းတွေနေတွဲလုပ်သင့်တယ်ဒီလိုမှသာလုပ်ငန်းစည်းပွားရေးတွေပို့ပြီးတော့အားကောင်းတယ်အားကောင်းလာတယ်ပေါ့နော်အဲ့လိုမျိုးအဲ့တော့တချို့လားတွေမှာလုပ်ငန်းစည်းပွားခံရတာလေးတွေပေါ့နော်ဝင်ငွေလမ်းကြောင်းအားနေတာလေးလည်းကြုံတွေ့ရလိမ့်မယ်ပေါ့နော်အဲ့လိုမျိုးတွေတော့ရှိရဲ့အဲ့တော့ရောင်းဝယ်လုပ်ငန်းလုပ်နေတဲ့သူတွေ အာရောင်းဝကောင်းလိမ့်မယ်အဆင်ပြေလိမ့်မယ်ပေါ့နော်အဲ့ဒါစားတောက်ကုန်လူသုံးကုန်နေတဲ့ရောင်းဝယ်လုပ်ငန်းလေးတွေတွေ့လို့ရှင်ပို့ပြီးအားကောင်းတယ်နော်အဲ့တော့ရောင်းအားကောင်းတယ်ဆိုပေမဲ့တချို့သောလတွေမှာရောင်းဝအတက်ကျနေရှိမယ်အာဒီလမှာရောင်းဝကောင်းမယ်နောက်လကျရင်ကျမယ်ပေါ့နော်အဲ့တော့ဒီတစ်ပတ်မှာ ရောင်းဝတက်ပြီးနောက်တစ်ပတ်ရောင်းဝကျမယ်ဒီလိုမျိုးလေးတော့သွားနေလိမ့်မယ်နော်ရောင်းဝယ်လုပ်ငန်းလုပ်နေတဲ့သူတွေကတော့အဲ့တော့စီးပွားရေးပိုင်းနေမှာတော့ တခါတရံပေါ့ခက်ခဲမှုတွေထင်းငော့မှုတွေရင်ဆိုင်ရလိမ့်မယ်ပေါ့เนาะအဲ့လိုမျိုးအဲ့တော့ကန္တရာနိုင်နေတဲ့အဲသူလေးတွေပေါ့เนาะခက်ခဲနေတဲ့သူလေးတွေအတွက်ကတော့လုပ်ငန်းစီးပွားပိုင်းကိုကံအားညံအားဆိုင်ရမယ် เนาะအဲ့တော့လားစင်ဝင်ငွေထက်အဲနေစင်ဝင်ငွေရတဲ့အလုပ်လေးတွေတွဲလို့เนาะတပိုင်းတန်းတိုင်းကိုပိုင်းလုပ်ငန်းလေးတွေတွဲလို့ရင်းနှီးမြှုပ်နှံမှုတွေအကြီးကြီးမလုံးနဲ့ပေါ့เนาะရင်းနှီးမြှုပ်နှံမှုနည်းနည်းလေးတွေနဲ့တွဲလုံးနိုင်တော့ပို့ပြီးအားကောင်းတယ်ပေါ့เนาะအဲ့တော့လုပ်ငန်းစီးပွားပိုင်းတွေရဲ့သူအာကာမှုကုသိုလ်လေးတွေဌာနသီလကာမှုကုသိုလ်လေးတွေနဲ့ရှင်တွဲပြီးတော့သွားပါ အဲ့တော့ဘာသာရေးကုသိုလ်ရေးအားနေမယ်ကိုကအရှင်းမှာစီးပွားရေးမဲလုံးနောက်မှာကုသိုလ်ရေးဘာသာရေးအားနေတဲ့အခါမှာကန့်ဆိုးတဲ့နှစ်ကန့်ဆိုးတဲ့လတွေမှာဒုက္ခရောက်တတ်တယ်။ဘာသာတရားမမင်းနဲ့ကာမှုကုသိုလ်မမင်းနဲ့ပေါ့နော်အဲ့လိုမျိုးအမေနဲ့ခင်မွေးဆယ်ပါးကိုပူဇော်ကြတော့နော်နောက်ပြီးတော့အာဒီမြေရမ်းမဲ့ပေါ့နော်တီလတမာဒီလေးတွေနဲ့တီးပြီးတော့ ဟောဘဝကိုဖြတ်သန်းမှာလုပ်ငန်းစီးပွားလုပ်ပါဒါနရယ်သီလရယ်ကာမကုသိုလ်ရယ်ပေါ့နော်ဒါလေးတွေနဲ့ဘဝကိုဖြတ်သန်းမှာခက်ခဲမှုတွေလွတ်မြောက်စေနိုင်မယ်ပေါ့နော်ဒီနေ့ပိုင်းထဲမှာဆိုရင်ပရိဘောကပစ္စည်းတွေဆက်ပစ္စည်းတွေသူတန်တစ်တွေအဝင်ရှိတယ်ပေါ့နော်အဲ့လိုမျိုးစီးပွားရေးလုပ်ငန်းလုပ်တဲ့နေရာမှာလောင်းကစားလုပ်တာမျိုးဖြစ်လန်းနေနဲ့ငွေရှာတာမျိုးစီးပွားရှာတာမျိုးတတိထားပါနော်လောင်းကစားလုပ်ချင်းဒုက္ခရောက်တတ်တာမျိုးတွေရှိမယ်လောင်းကစားနဲ့အဆင်ပြေအောင်လောင်းကစားနဲ့ပဲဒုက္ခရောက်တတ်တဲ့ထိုးကြောင့်မလောက်တာတော့အကောင်းဆုံးပဲပေါ့နော် အဲ့တော့ဒီနေ့ပိုင်းထဲမှာလုပ်ငန်းစည်းပွားပိုင်းတွေကနော်မိမိတို့အနေနဲ့လုပ်ငန်းစည်းပွားပိုင်းတွေဒုဘာသာတရားတွေကာမှုကုသိုလ်ရင်းနဲ့ရှင်တွဲပြီးတော့လှုပ်ရှင်တော့ခက်ခဲမှုတွေလွတ်မြောက်နိုင်တဲ့အတွက်ဒီလိုမျိုးလေးတွေနဲ့မနော်တွဲပြီးတော့လှုပ်ပါနေ့စဉ်လက်ပွင့်ကရာလက်နိုးကရာလေးတွေအန်ဒီယဂင်းကုံတော်လေးရွှေပွားပြီးတော့အလုပ်လုပ်ပါခက်ခဲမှုတွေလွတ်မြောက်လိမ့်မယ်နော်နောက်ထပ်ငွေကြေးကဏ္ဍလေးတွေပေါ့ငွေကန်ကိုကြည့်လိုက်တဲ့အခါမှာငွေရှားတာပေါ့နော်အော်ထင်းသလောက်တော့မလွယ်ကူနေဘူးငါဒါပေမဲ့ခက်ခဲနေလားဆိုတော့အရင်မခက်ခဲဘူးပေါ့နော် တော့မနစ်ကနဲ့ဆရာတော့ဒီနေ့မှငွေဝင်လဲလေးတွေပေါ်လာမယ်ငွေကြေးလေးတွေအားကောင်းလာမယ်ရှားရတော့လွယ်ကူမယ်ဒါပေမဲ့ထင်သလောက်တော့မလွယ်ကူနေဘူးပေါ့နော်အဲ့တော့စူးစမ်းပြီးတော့ရှာဖွေနိုင်မှရမယ် ဝေဝေရှိမယ်နော်အဖက်ဖက်ကနေငွေဝင်လန်းလေးတွေပေါ်လာနိုင်တယ်ဒါပေမဲ့ငွေကုန်စရာတွေကလည်းအကြောင်းမျိုးနဲ့ပြန်ပေါ်တယ်နော်ကိုယ့်ရဲ့မိသားစုအသားဝန်းကိုအကူအညီထောက်ပံ့ပေးနေရတာတပားသူတွေငွေကုန်ကြေးကြတွေများမယ်ကိုကိုယ်တိုင်းနဲ့ငွေသုံးများမှုကြောင့်ငွေကြေးပိုင်းတွေမှာပေါ့နော်အားနေတတ်တယ်လက်ထက်မမြဲတာမျိုးတွေရှိမယ်ပေါ့အဲ့တော့ငွေဝင်လန်းတွေလည်းပေါ်လာနိုင်တဲ့အနေအထားလေးတော့ရှိရယ်နော်အဲ့တော့ငွေကိုမလုပ်ပြရမလဲဆိုတော့မမီးတို့เนี่ยဒီနှစ်မှာစ조사ပြီးရှာဖွေပါ เนาะအဖက်ဘက်ကနေရှာဖွေပါ လားစေဝင်ငွေထက် daily ရတဲ့ဝင်ငွေလေးတွေပို့ပြီးအားပြုပါ ကိုကလားစိတ်ဝင်ငွေပဲရှိနေဆို daily ဝင်ငွေရတဲ့အလုပ်လေးနဲ့တွဲလှုပ်ပေါ့နော်အဲ့လိုမျိုးဝင်ငွေရဖက်ဖက်ကနေရှာဖွေနိုင်မှငွေရောပေါက်တွေထင်းနိုင်မှသာနော်ငွေလမ်းကြောင်းလေးတွေပို့ပြီးအားကောင်းမယ်ငွေမြဲတာမျိုးတွေရှိမယ်ပေါ့နော်အဲကြောင့်ငွေကြေးပိုင်းကိုနော်လောင်းကစားပြုလုပ်တာမျိုးချင်းငါတာမျိုးသတိထားပါငွေငွေလိန်ခံရကန်လည်းရှိတဲ့အတွက်လည်းနည်းနည်းလေးသတိထားပါနော်အဲ့တော့ငွေကြေးကန်ကမနစ်ကနဲ့စားတော့ဒီနှစ်ကငွေရကောင်းမယ်ဒါပေမဲ့လည်းအဲရှာရတာထင်းသလောက်မလွယ်ကူနေဘူးပေါ့ ုပုံစံမျိုးတွေရှိတယ်ထို့ကြောင့်စူဆောင်းနိုင်ခြွေတောင်းနိုင်အဖက်ဖက်ကနေရှာဖွေနိုင်မှာမြဲတက်တယ်လူမှုရေးကဏ္ဍလေးတွေပြောပြမိဒီနှစ်အတွက်လူမှုရေးကဏ္ဍလေးတွေမှာပေါ့နော်အစိုးကောင်းတွန်တွန်းနေတယ်လုပ်ငန်းပိုင်းတွေမှာအပြိုင်ဆိုင်တိုက်ခိုက်နေများမယ်ပေါ့နော်မမိကိုကိုအားကိုပါသူတစ်ပါးကိုအားမကိုနဲ့လူထီချင်းချင်းခံရမယ်လူလေးစားချင်းခံရမယ်ပေါ့နော်အဲ့လိုမျိုးတော့ရှိမယ် ဲ့တော့မိပောင်းမိပောင်းသင်းနေနဲ့ပေါ့နော်မိသေးဆွေသေးပောင်းသင်းသစ်တွေနဲ့တိုးတာမျိုးတွေ့တာမျိုးတွေကြုံတွေ့ရမယ်နောက်ပြီးတော့ဆရာကောင်းသမားကောင်းတွေနဲ့ပေါ့နော်အတွေ့တွေ့ကြုံတာမျိုးတွေတော့ရှိမယ် ဲ့တော့မမီကိုခင်တဲ့လူချစ်တဲ့လူရှိသလိုကိုယ့်ကိုတိုက်ခိုက်တာတွေမနာလိုတာတွေလည်းရှိနေတာပေါ့နော်အဲ့လိုမျိုးအဲ့တော့လူတိုင်းကတော့ယုံကြည်လို့မရဘူးနော်ပြောဆိုလောက်ကိုင်းတဲ့နေရာမှာအယားယာတတိထားပြီးပြောဆိုလောက်ကိုင်းမှာစေတနာကောင်းကောင်းသားစိတ်ကောင်းကောင်းမွေးပါစိတ်လိုက်မယ်မှာပြုလို့ပြောဆိုတာလေးတွေရှောင်းစကားပြောရတဲ့နေရာမှာချွတ်ချွတ်တတရင်ကြည်ကြည်ပြောပါလူမှုပေါင်းသင်းဆက်ဆံရေးမှာတတိမြောက်တတာပေါင်းသင်းဆက်ဆံဖို့လို့မယ်မမီစကားပြောဆိုမတက်မှုကြောင့်လည်းအညိုတေးထားတဲ့အတွက်စကားပြောရတဲ့နေရာမှာတတိထားပြီးပြောပေးပါအဖွဲ့အစည်းတွေနဲ့ဥဆောင် င်နဲ့ဟိုဥဆောင်ဥရလုတ်တဲ့နေရာမှာနော်အထူးရှောင်ပေးပါလုံးဝဥဆောင်ဥရမလုတ်သင့်ပါဘူးပေါ့နော်။ဒါကြောင့်လဲဆိုတော့အတိုက်ခံတွေများမယ်ရှမ်းပေါ်တတ်ပါတယ်နော်။အဲကြောင့်အထူးရှောင်ပေးရမှာပါ။အဲ့တော့ဒီနေ့ပိုင်းထဲမှာဆိုရင်မမိအနေနဲ့ပေါ့နော်။ဒါလူလူသွားလန်းတွေမကြမကြအမိုင်ရှင်းအန်ဒီဂိန်းကုံတော်တွေယူပွားပြီးဖြတ်တန်းပေးနော်။လူမှုရေးတိုက်ခိုက်လေးတွေကမြစ်တာမြမြပွားပေးတော့အတိုက်ခိုက်လေးတွေกินတယ် နောက်ထပ်အနေနဲ့ချမ်းမအိခန္ဓာလေးတွေပြပြပေးသွားမှာဖြစ်ပါတယ်လက်ရှိဒီနေပိုင်းထဲမှာချမ်းမအိခန္ဓာလေးတွေကြီးလိုက်တဲ့အခါမှာအနှဲငယ်စီတော့ဖြစ်မယ်ဒါမှမဟုတ်ကြီးကြီးမားမားယောဂါဆိုအညံ့နေမကြောက်နိုင်ဘူးပေါ့နော်စိုးစိုးဝအနေထားလေးတော့မကြုံတွေ့ရဘူးအဲ့တော့မကြမကြဖို့ဖြစ်တတ်တဲ့ယောဂါလေးတွေကိုပြောပေးပါမယ် အဲ့တော့မမီတို့ဒီလက်ရှိနှစ်တွင်းမှာမကြမကြဖြစ်တတ်တဲ့ယောဂလေးတွေပေါ့နော်အားလေးတွေကတော့မကြမကြဆိုရင်ဒါဝမ်းပိုက်နဲ့ပတ်သက်တဲ့ဝေဒနာလေးအောင်တာအစားမတာတွေရှိမယ်ဥကောင်းမကြည်တာအောင်ကြောအားနေတာလေးတွေရှိမယ်ပေါ့နော်ဥနာနဲ့အောင်ကြောပေါ့အဲ့လိုမျိုးအိတ်မပြောတာလေးတွေအတွေးမြတ်တာလေးတွေပေါ့နော်အဲ့လိုမျိုးလေးတော့ရှိမယ်အာတခါတည်းရင်အိတ်မပြောဘူးပေါ့နော်အဲ့လိုမျိုးလေးတွေဖြစ်တတ်တဲ့အိတ်အနေအားနေတတ်တာပေါ့နော်အဲ့လိုမျိုးအတွေးများနေတာမျိုးတွေတော့ရှိမယ် အဲ့တော့တစ်ခုမဟုတ်တစ်ခုတော့ဖြစ်လာတတ်တယ်။ရာသီကူးပြောင်းဖြန်းလာတတ်တယ်။နှွေကနေမိုးကူမိုးကနေဆောင်းကူဆောင်းကနေနှွေကူပေါ့အဲ့လိုမျိုးလေးတွေရောရှိမယ်။ထိကိုက်ရှာနာလေးတွေခြေလက်ထိကိုက်တဲ့ရန်တတာလေးတွေရှိမယ်။အဲ့တော့အကောင်လုံးဖြစ်မယ်လို့တော့မဆိုလို့တစ်ခုမဟုတ်တစ်ခုဖြစ်လာနိုင်တယ်။အဲ့တော့အသက်ကြီးပိုင်းနေမှာနှလုံးအားနေပြီးမူးမောရင်တုံးတာအစာမတာအဲ့မျိုးပြောတာလေယောဂါတွေဖြစ်မယ်။နော်တခါလေသွေးပေါင်တက်ကြလေးတွေဖြစ်လာတတ်တယ်။အကောင်လုံးဖြစ်မယ်လည်းမဟုတ်ဘူး။တစ်ခုမဟုတ်တစ်ခုဖြစ်လာနိုင်တဲ့အတွက်ကျန်းမာရေးကိုသတိထားစိတ်လို့စိတ်တော့လောက်ရတာစိတ်ကန်းပြနေရကြီးကြုံရလိမ့်မယ်။ နော်နောက်ထပ်အိမ်နွေးအိမ်နောင်ရေခဏလေးတွေပြပြပေးသွားမှာဖြစ်ပါတယ်အိမ်နွေးအိမ်နောင်ရေခဏလေးကိုကြည့်လိုက်တဲ့အခါမှာဒီနေ့မှအနေငယ်အားနည်းနေပါလိမ့်မယ်အိမ်မှာမနောစိတ်ညစ်စရာလေးတွေအဆင်မပြေမှုလေးတွေဆက်ရှုပ်စရာလေးတွေစိတ်တဘောဓာကွဲတဲ့မှုလေးတွေအချောင်းမျိုးမျိုးနဲ့ပေါ်နေလိမ့်မယ်အကြီးငယ်ပိုင်းနေလည်းအဆင်မပြေဘူးပေါ့နော်ကို့အထက်အဲအကြီးငယ်ပိုင်းနေနဲ့ကြကြကြဖြစ်တာမျိုးစိတ်သဘောထားကွဲလွဲမှုတွေနားလည်မှုလွဲတာမျိုးတွေကြောင့်အဆင်မပြေအဆင်မပြေဖြစ်တတ်တယ်เนาะနောက်ထပ်အတိုက်ခံလေးတွေညားနေလိမ့်မယ် ။နော်အိမ်တော်ရေးခန္ဓာလေးတွေကိုကြည့်လိုက်တဲ့အခါမှာတယောက်နဲ့တယောက် စိတ်လို့မကြမှုတွေများမယ်ပေါ့တရားနဲ့တရားအလျှော်မပေးအလျှော်မပေးပဲဖြစ်တယ်သူလည်းတခွန်းကိုတခွန်းပဲသူတစ်ချက်ကိုတစ်ချက်အဲ့လိုပြုံစံမျိုးလေးတွေပေါ့နော်တရားနဲ့တရားအလျှော်မပေးအလျှော်မပေးပဲနဲ့ရံများနေတာမျိုးပေါ့နော်အကြည့်တက်တွေရောနေနေတာမျိုးလေးတွေရှိလာနိုင်တယ်အဲ့တော့မိမိအိမ်နာဘက်ကမိမိပေါ်မှာနိုင်စားတာမျိုးလေးတွေနိုင်ကျင်တာမျိုးလေးတွေမိမိအိမ်နာဘက်ကဩဇာလွန်မှုမှုခံတာမျိုးတွေတစ်ခါတည်းရံကြုံဝတ်တက်တဲ့စိတ်ပြင်းမဲ့နေတာမျိုးတွေရှိမယ်ပေါ့နော်အဲ့လိုမျိုးအဲ့တော့အိမ်နာရင်းမှာလည်းအဓိကတော့ ဒီနားလည်မှုနဲ့အ Shop ရှုံးပြီးလက်တွဲနိုင်တော့ agent ပဲအပျော်ပါတောက်စားအိမ်အောင်ရေးဆရာရှုပ်တာမရှိဘူးဆိုရင်တော့ agent ပြီးတော့အပျော်ပါတောက်စားရှိတဲ့သူအိမ်အောင်ရေးဆရာရှုပ်ပါကအပူတော့ကများနိုင်ပါတယ်ထို့ကြောင့်အိမ်တွင်းအိမ်အောင်ရေးမှာနားလည်မှုနဲ့သစ္စာရှိရှိလက်တွဲပေးပါနော် တော့ဒီနေ့ပိုင်းထဲမှာမြစ်တာရေခန္ဓာလေးတွေငရဲသူတွေအတွက်ပဲเนาะမြစ်တာရေခန္ဓာလေးကြီးကြည့်လိုက်တဲ့အခါမှာအဲ့တော့ဆန်ပွင့်တဲ့နေ့ဖြစ်ပါတယ်เนาะအဲ့တော့မြစ်တာရေခန္ဓာလေးတွေဆန်ပွင့်တဲ့နေ့ဖြစ်တဲ့အတွက်ငရဲသူတွေရတော့အခြေကကိုယ်ကိုစိတ်ဝင်စားတဲ့သူတွေသဘောကျတဲ့သူတွေများမယ်ကိုကကိုကိုယ်တိုင်ရွေးချယ်ခက်ခဲတာမျိုးတွေရှိမယ်နော်နောက်ပြီးတော့အဆင်ပြေဖြစ်နေတဲ့သူတွေအတွက်ပြန်ပြီးပြေလည်တာမျိုးတွေရှိမယ်ချစ်သူကြီးစားမရှိဘူးဆိုရင်တော့ချစ်သူကြီးစားရနိုင်တယ်ပေါ့နော်အထီးကျန်နေတဲ့သူတွေလည်းချစ်သူအသေးရတာမျိုးတွေရှိလာနိုင်တယ်ဒီနေ့ပိုင်းထဲမှာပေါ့နော် အမှန်ငယ်သူလေးတွေအနေနဲ့ကတော့အချိန်မှန်လဲလဲဖျားချင်းခံတာမျိုးတွေတော့ရှိမယ်။အဲအိမ်အောင်ရှိတဲ့သူတွေမလွတ်လပ်သူတွေကကိုယ်ချစ်ခဲ့တာမျိုးပေါ့နော်အဲ့လိုမျိုးတွေရှိလာနိုင်တယ်။အဲ့တော့သတိထားပြီးနော်ဒါရှောင်ပေးရမှာဖြစ်ပါတယ်။အဲ့တော့အချိန်ခံတာတွေမှာပေါ့အသေးချအလေးနဲ့ထားအချိန်ယူပြီးတော့လေ့လာ သုံးသပ်ပြီးတော့လက်ခံပြောဆိုမှာကိုယ့်အတွက်အဆင်ပြေလိမ့်မယ်နော်။နောက်ပြီးတော့ဒီနေ့ပိုင်းထဲမှာ အာလက်ရှိပေါ့နော်ချစ်သူဆောင်တွဲတွေအနေနဲ့ကတော့အခြေခံနာလေးမှာ မကြခနာဆိုသလိုအဆင်မပြေမှုလေးတွေပေါ်လာတတ်တယ်ချစ်သူကြောင့်တော့အနေငယ်စိတ်ပင်ပန်းတတ်တယ်တခါလေချစ်သူရဲ့အလေးနဲ့ထားခြင်းဂူဆိုင်ချင်းကြုံရတတ်တယ်လို့တခါတချို့သူတွေမှာလည်းချစ်သူရဲ့ဥပေက္ခာပြုခြင်းเนาะကြုံရတတ်တယ် အဲ့တော့တစ်ခါလေအထီးကျန်ဆန်တယ်လို့ခံစားတာမျိုးလေးတွေလည်းရှိလာနိုင်တယ်ပေါ့နော်အခြေခံနာမှာအဲ့တော့အခြေခံနာလေးမှာပူပန်မှုလေးတွေရှိမယ်ချစ်သူကြောင့်စိတ်ပင်ပန်းတာမျိုးလေးတွေရှိမယ်ပေါ့နော်အဲ့တော့မျိုးသားကမျိုးသမီးပေါ်မှာစိတ်နှစ်တာတော်ကောင်ကောင်လေးကကောင်မလေးပေါ်မှာစိတ်နှစ်တာတော်ကောင်မလေးကကောင်လေးပေါ်မှာစိတ်နှစ်တာတော်ကောင်စိတ်နှစ်ထားတဲ့သူကတော့ပို့ပြီးပင်ပန်းလိမ့်မယ်ပေါ့နော်အခြေရပေါ်ပွားစာထားပြီးတော့စိတ်ကိုအေးထားပြီးတော့နော်ဒီဘဝအတွက်ရွေးချယ်တော့မယ်ဆိုရင်နော်အချိန်တစ်ခုယူမယ် နော်အဲ့လိုမျိုးပေါ့ကိုယ့်အပေါ်ကိုကချစ်တဲ့သူတည်းကိုယ့်ကိုချစ်တဲ့သူကိုရွေးချယ်နိုင်တော့ပို့ပြီးတော့အဆင်ပြေနိုင်နိုင်မယ်နော်နောက်ပြီးတော့အခြေရုပ်အရင်စိတ်မနေဖ ೇನೆ ပေါ့ပေါ့ပွားထားနိုင်မှနော်ဒါအေဂျင့်လာနိုင်မယ်ထို့ကြောင့်အခြေရုပ်ခန္ဓာလေးမှာအနေငယ်တော့ပူပန်မှုလေးတွေကြုံရမယ်စိတ်ညစ်ထားတဲ့သူတွေအတွက်ကပူပန်မှုလေးတွေရှိလာနိုင်တယ်ပေါ့နော်အာနောက်ထပ်ပညာရေးနဲ့ပတ်သက်တဲ့အကြောင်းအရာလေးတွေပြပြပေးသွားမှာဖြစ်ပါတယ်เนาะအဲ့တော့ပညာရေးခန္ဓာလေးတွေကတော့ဒီနေ့မှာ အာကံကောင်းတဲ့နှစ်လို့တော့ပြောလို့ရတယ်ဒီနှစ်ပိုင်းပညာရေးလေးတွေကတော့တိုးတက်မယ်အဆင်ပြေမယ်သင်တန်းကိစ္စတွေပေါ်မယ်စာမွေးကိစ္စတွေအောင်မြင်နိုင်တယ်ပေါ့နော်မမီးရဲ့စူးစမ်းအားထုတ်မှုကြောင့်ထွန်းပေါက်စေပါလိမ့်မယ်ပြည်တွင်းအထက်ပညာပြပအထက်ပညာရေးနဲ့သင်ကြားတတ်တယ်ပေါ့နော်အဲ့တော့ပေါင်းသိလူမှုရေးကြောင့်ပညာရေးထိခိုက်တတ်တဲ့အခြေအကျမှအကြောင်းပညာရေးထိခိုက်တတ်တဲ့ထိုးရရေးကြော်လွားနိုင်တော့အောင်မြင်မှုရရှိမဲ့နေထားပါနော် နောက်ထပ်နိုင်ငံခြားကံကိုလေးကိုပြပြပေးပါမယ်အဲ့တော့ဒီနေ့ပိုင်းထဲမှာစနေသားသမီးတွေနိုင်ငံခြားကံတော့အကောင့်နဲ့နှစ်လို့ပြောလို့ရပါတယ်เนาะအဲ့ဒါခက်ခဲမှုတွေဂျားတဲ့ကနေပြီးတော့သွားဖို့ရှိနေတယ်ဆောင်းတိုင်းနေရတဲ့ခင်းစင်တွေအဆင်ပြေတယ်ရက်တက်နေတဲ့အကြောင်းကိစ္စတွေပေါ်လာလိမ့်မယ်အခွင့်အလမ်းတစ်တွေပေါ်လာလိမ့်မယ်ပေါ့เนาะအဲ့တော့ပြည်တွင်းပြည်ပကံအကောင့်ပါတယ်အဲကိုကပြည်တွင်းကိုပေါ့เนาะဒါအာ ပြည်တွင်းခီးစင်လေးလည်းခီးတို့ခီးရှင်လေးတွေသွားတတ်တာပေါ့တော့ကိုကနိုင်ငံသားထွက်ဖို့လုံမဲနေတယ်အာယုံစိုက်နေတယ်ပေါ့နော်နိုင်ငံသားခီးကိုဒီနေ့မှမဖြစ်မနေထွက်ချင်နေဆိုရင်ပြည်ပခီးစင်လေးရနာထားပြည်တွင်းခီးစင်လေးရနာထားပြည်ပကန်တော့တကယ်လို့ပြည်တွင်းခီးစင်လေးမကြမကြသွားတဲ့ခါကျတော့ပြည်ပခီးကန်အားနေတတ်တယ်နောက်ထပ်ကြောင့်ပြည်တွင်းခီးစင်တွေကျနာပေးပါပြပကန်အားကောင်းလာပါလိမ့်မယ်เนาะနောက်ထပ်ဒီနှစ်အတွက် အချိုးပေးပေါ့နော်ဒါခနန်းလေးနဲ့အချိုးပေးကလာလေးတွေကိုပြက်ပြက်ပေးသွားမယ်အဲ့တော့ဒီနေ့မှဆိုရင်တင်းတင်းလုံးကန်ကောင်းမှုတွေအချိုးပေးခနန်းလေးတွေမှာ6ခနန်း9ခနန်း3ခနန်းနော် ော6ခွန်3ညเนาะအချိုးပေးလက်ကီကနန်းလေးတွေဖြစ်ပါတယ်အချိုးပေးလက်ကီကလာလေးရတော့နီညိုပွင့်နီညိုရောင်လေးတွေအနက်ပွင့်အနက်ရောင်နက်ပြပွင့်နက်ပြရောင်လေးတွေပန်းစီရောင်လေးတွေရတော့အချိုးပေးလက်ကီကလာလေးဖြစ်ပါတယ်ရေကြီးသောကိစ္စတွေရေကြီးသောလုပ်ငန်းတွေရေကြီးသောအကြောင်းအရာတွေမှာပြုလုပ်ပြောဆိုခြင်းဖြင့်အောင်မြင်เนาะအောင်မြင်တိုးတက်စေပါတယ်ကံစရာပွင့်လန်းစေပါလိမ့်မယ်เนาะ နောက်ထပ်နိုင်ငံခြားကဏ္ဍပတ်သက်တဲ့အကြောင်းအရာလေးတွေပြောပြပေးသွားမှာပါအဲ့လိုရှိဒီနေ့မှာနိုင်ငံခြားကဏ္ဍနဲ့ပတ်သက်ပြီးတော့ကြီးလိုက်တဲ့အခါမှာ ကောင်းမွန်နေတဲ့เนาะနှစ်ဖြစ်တဲ့ အဲ့တော့အခွင့်အမ်းတွေပေါ်လာမယ်အရင်ကဆောင်းဆိုင်နေရတဲ့ခီးစင်တွေလက်ရှိနေမှာတွားတာမျိုးကြီးရှိမယ်အလောက်ကိုင်းတဲ့တော်လကောင်ပညာတော်သင်တော်လကောင်နိုင်ငံခြားခီးနဲ့ပတ်သက်ပြီးတွားတဲ့သူတို့အလွယ်ပတ်ခီးစင်တော်လကောင်တွားကန်ရှိနေပါတယ်အခက်ခဲတင်းငေါ့လေးတွေခြားထဲကနေပြီးတော့တွားရကန်ရှိမယ်အခွင့်အမ်းတွေလည်းပေါ်လာနိုင်တယ်ပေါ့နော်လက်ရှိလက်တွေ့အခွင့်အမ်းလမ်းလေးတွေကိုအသုံးချပြီးတော့တွားချင်းဖြစ်လဲအောင်မြင်နိုင်တဲ့အနေထားမှာတော့ရှိတယ်ဒီနှစ်အတွက်နိုင်ငံခြားကန်အားကောင်းပြီးတော့နိုင်ငံခြားခီးစင်တွေအတွက်ပို့ပြီးတော့အဆင်ပြေတဲ့နှစ်ဖြစ်တဲ့ အတွက်တွားရောက်တွားရောက်တာမျိုးပေါ့နော်လုပ်ငန်းနဲ့တော့လကောင်းပညာတော်သင်လကောင်းသွားမယ်ဆိုရင်ကိုဘွားအတွက်နော်ဒါအထောက်ကူပြုမယ်တယ်လန်နေကောင်းမွန်တဲ့အနေထားမှာရှိနေပါလိမ့်မယ်နော်ထို့ကြောင့်နိုင်ငံခြားခီးစင်တွေအားကောင်းတဲ့နေ့ဖြစ်ပါတယ်အဲ့တော့နောက်ထပ်ဒီနေ့အတွင်းပေါ့နော်အချိုးပေးခနန်းနဲ့အချိုးပေးကလာလေးတွေပြောပြပါမယ်ဒီနေ့အတွက်အချိုးပေးခနန်းလေးတွေမှာဆိုရင်၃ခနန်း၇ခနန်း နော်6ခန်းန်း4ခန်းန်းလေးတွေကတော့အချိုးပေး lucky ခန်းန်းလေးတွေဖြစ်ပါတယ်အချိုးပေး color လေးတွေကြည့်လိုက်တဲ့အခါမှာအညိုရောင်အညိုဝင်လေးတွေခဲရောင်နက်ပြရောင် အနက်ရောင် color ရင်းရင်လေးတွေပေါ့နော်အဲ့တော့ color အရင်လေးတွေဝစ်စင်သုံးပြူချင်းဖြင့်ကန်စရာပွင့်လန်းစေမယ်အဲ့တော့ခီးသွလာရမှာတော့၎င်းရေကြီးသောကိစ္စတွေသွလာရမှာတော့၎င်းအရေးကြီးသောလုပ်ငန်းကိစ္စဟောဟောပြုလို့ပြောဆိုမှာဝစ်စင်သုံးပြူချင်းဖြင့်ကန်စရာပွင့်လန်းစေပါလိမ့်မယ်နော် နောက်ထပ်မိမိတို့အနေနဲ့ဒီတနစ်ပတ်လုံးအတွက်ဆောင်ရွက်ရှောင်လေးတွေပြပြပေးသွားမှာဖြစ်ပါတယ်အဲ့တော့ဒီနှစ်တွင်းမှာဆောင်ရွက်ရှောင်လေးတွေကိုကြည့်လိုက်တဲ့အခါမှာဆောင်ရွက်အနေနဲ့ပေါ့နော်ဘာသာတရားပြုလုပ်ပေးပါเนาะအာဒီနေ့ပိုင်းထဲမှာဘာသာရေးအထူးပြုလုပ်ပါခေမုံကြီးဆယ်ပါးကိုအမြဲတမ်းပူဇော်ကြတော့ဗာဂျေဇုမကင်းသူကိုဂျေဇုဆက်ပါเนาะအဲ့တော့ဂျေဇုမကင်းသူဆိုတာကမမိကိုเนาะဒါအစမပြေတဲ့အချိန်မှာ ကုညီပေးတဲ့သူစာတောင်တဲ့အချိန်မှာကျွေးမွန်ပေးတဲ့သူကိုဒုက္ခရောက်နေတဲ့အချိန်မှာ နော်ကိုဒုက္ခလေးတွေရောက်နေတဲ့အချိန်မှာအဆင်မပြေဖြစ်နေတဲ့အချိန်မှာကုညီခဲ့တဲ့သူပေါ့နော်ဒါကျေးဇူးမကင်းဦးလေးကိုကျေးဇူးဆက်ပါမိဘနော်အမေအဖေလုံခြေပြုစုပါအဲ့ဒါဆိုရင်ကိုယ့်ရဲ့ကံစရာလေးတွေရပေါ့နော်ခက်ခဲမှုတွေလွတ်မြောက်မယ်ကံကောင်းမှုတွေရရှိလာမယ်နေ့စဉ်အန်ဒီယကင်းခုံတော်လေးတွေများစွာရွတ်ပါမေတ္တာများများပွားပါနော်အန်ဒီယကင်းပိတ်တော်လေးတွေရွတ်ပါတော့ခက်ခဲမှုတွေလွတ်မြောက်မယ်အဆင်မပြေမှုတွေလွတ်မြောက်မယ်လုပ်ငန်းဆောင်တော်ကိစ္စဝါပြုလို့ပြောဆိုရမှာမိုးလင်းနာနဲ့လက်ပွင့်ခါရာ န်တယ်ကင်းခုံတော်လေးယူပြီးတော့ပြုလုပ်ပါเนาะနေ့စဉ်ဖြတ်သန်းမှာခက်ခဲမှုတွေလွတ်မြောက်တတ်ပါတယ်เนาะရှောင်းရံအနေနဲ့ကတော့အရက်သေးသာတောက်စားခြင်းအပျော်ပါလောင်ကစားပြုလုပ်ခြင်းရေလန်းခရီးရှောင်းပေးပါသူ့တဲ့တဲ့ချင်းရှောင်းပေးပါဒါအထူးရှောင်းရမယ့်အရာလေးတွေဖြစ်ပါတယ်เนาะ နောက်ထပ်ပြီးတော့ဒီတနစ်တာကာလပလုံးမှာအရရာကန်ကောင်းချင်းတွေရရှိအောင်မိမိအိမ်ဖျားမှာပြုလုပ်ရမယ့်ရေတရားလေးတွေပေါ့နော်အဲ့ဒါလေးတွေကတော့အတခုချင်းပြပြပေးသွားမယ်ဖျားရေတရားလေးတွေဖြစ်ပါတယ်မိမိတို့ရဲ့မွေးနံထောက်မှာထီးနှီးအကြည့်တလက်အဲနော်တလတခါလှူပေးပါနော်စနေစနေတော့မှသွားလူလဲရရတယ်ပေါ့နော်အဲ့တော့စနေတော့မှတလတခါလူပေးပါ စနေသားသမီးတွေကစနေတော့ပေါ့နော်ထိမိကြီးတလက်တလက်တစ်ခါလူပေးပါနောက်ပြီးတော့ငှက်ကလေးတွေလှုပ်ပေးပါနော်မိမိတို့ရဲ့အိမ်ဖျားမှာပန်းငါမျိုးတီးဆောင်ဟင်းနဲ့စွန့်ကက်စွန့်လောင်းပြီးတော့အာမိမိတို့ကနေ့စဉ်ပေါ့နော်ဒီလိုမျိုးတွေလောင်းလူလို့ရတယ်တပတ်ကိုတစ်ချိန်တစ်ချိန်လောင်းလူမယ်နေ့စဉ်လူလို့ရတယ်လို့တပတ်ကိုနှစ်ချိန်သုံးချိန်အနည်းဆုံးတော့တပတ်တစ်ချိန်လောက်တော့လူပေးပြီးတော့လူရဆူတောင်းပေးပေါ့နော်နောက်ပြီးတော့ဒီလုပ်ငန်းဆင်မနော်အရှိမမပြောခဲ့နီးက လက်ပွင့်ကုံတော်လေးတွေလက်နိုးကုံတော်လေးတွေအန်ဒကင်းကုံတော်လေးရွတ်ပွားပြီးတော့နေ့စဉ်ဖြတ်တန်းပေးပါเนาะကံကောင်းကြီးတွေရရှိမယ်ခက်ခဲမှုတွေလွမြောက်မယ်ကံတရားရဲ့အထောက်ပံ့ကောင်းလေးတွေရရှိမယ်ဒီကုသိုလ်ကောင်းမှုလေးကကိုယ်ကံကိုပြန်ပြီးတော့အထောက်ပံ့လေးတွေပေးလာပါလိမ့်မယ်เนาะနောက်ထပ်ကိုယ်မှာအញ្ញံလေးတွေကြားရောက်နေတယ်ကံအញ្ញံတွေမကြားရောက်ချင်ဘူးပေါ့เนาะအញ្ញံလေးတွေပြေးချင်တယ်ဆိုရင်ဘာလို့ပေးရမလဲဆိုတော့ဟာဒါကြီးတော့လောက်ရမယ်ပေါ့เนาะတော့လမ်းရှင်းပေးပါ နော်လမ်းလူသွားလူလာလမ်းနေမိုင်ရှင်းနော်ဖုံချောင်းကူလီနော်ဒါလမ်းနေမှာအာတန်ရှင်းပြုတ်တာမျိုးလေးတွေနေဖျားကန်းတန်ရှင်းရတာမျိုးလေးတွေပြုတ်လုပ်ပေးပါမိဘအဝတ်အစားလေးတွေရှော့ပေးပါ ်တက်ကြီးပူစော်ပေးပါเนาะအစာရီစာရှားပါလို့စားတော့ပေးဝှထဲရှားပါလို့ဝှတဲ့လူတဲ့ဝါလေးတွေအစာလေးတွေမကြမကြကျွေးပေါ့เนาะအဲ့လိုမျိုးလေးတွေပြုလုပ်ပေးပြီးတော့ကို့မှာရှိတဲ့အညာခိုင်လေးတွေပြေပါစေဒီကုသိုလ်ကောင်းမှုလေးတွေကြောင့်ကို့မှာရှိတဲ့ညံ့နေတဲ့အရာလေးတွေပြေပြောက်ပါစေဆူတောင်းပြီးတော့ပြုလုပ်ချင်းပြင်းနဲ့เนาะအညာလေးတွေပပျောက်စေပါလိမ့်မယ်ဒါတော့ဆင်မနော်ဒီတနေ့စာလုံးအတွင်းမှာစနေသားသမီးရဲ့အတွက်ဆောင်ရယ်ရှောင်းလေးနဲ့ပြုလုပ်ဝမ်းမဲ့ရေဒီယာလေးတွေပေါ့เนาะ တစ်ခုချင်းပြပြပေးသွားတာဖြစ်ပါတယ်ဒီလိုမျိုးလိုင်းနာပြီးတော့တနည်းပတ်လုံးဖြတ်သန်းမယ်ဆိုရင်ကံကောင်းခြင်းတွေပိုင်ဆိုင်နိုင်မှာဖြစ်ပါတယ်ထို့ကြောင့်စနေသားသမီးဒီနေ့မှာအဆအဆအရအဆင်ပြေမှုရှိကြပါစေလုပ်ငန်းစီးပွားပိုင်းနေတဲ့တိုးတက်ကြပါစေအသက်ရှူတိုင်းနဲ့ဝင်ငွေတွေတိုးကြပါစေယောဂပေးအနေပေးတွေကင်ဝေးပြီးစိတ်ဤချမ်းသာခြင်းကိုယ်ဤကျန်းမာခြင်းနဲ့ပြည့်စုံပြည့်ဝနိုင်ကြပါစေလို့ဆရာမဆောလန်းတွင်ဒီကနေ့စူတောင်းမေတ္တာပို့သလိုက်ပါတယ်ရှင်